အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ပွဲချူတုံသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်တော့ဒါကျွန်တော်တို့နေလေ game ဖြစ်ပါဒီညကနေကျွန်တော်စုမုံကောင်တောင်းပြီးလိုက်ပါတယ်။ အဲ့ဒါကျွန်တော်မြန်မာစံတော်ချိန်၈နိုင်ခွဲနောက်တစ်ပွဲအနေနဲ့ဒါတကယ်လဲကောင်းမယ့်ပွဲတစ်ပွဲဖြစ်မယ်ဒါစပါးနဲ့ဒါဘုံမောက်ပွဲစဉ်ကြောင့်ကျွန်တော်လည်းလည်းပြောအဲ့လက်ရှိမှာဒါဒီနေ့ပွဲစဉ်ကဒါအမှန်တမ်းပြောရမယ်ဆိုရင်တော့ဂျာဂန်ပွဲစဉ်တစ်ပွဲဖြစ်လာခဲ့ပြီလို့ပြောလို့ရတယ်ကျွန်တော်ဒါမနေ့ကဒါကျွန်တော်ပရီးမီယာလိပွဲစဉ်ကိုချိန်ပြီးတွေးမိတာကိုယ့်အသင်းကိုကြောင့်တွေးမိတယ်ဆိုရင်တော့ဒါကျွန်တော်စပါးအသင်းအနေနဲ့လက်ရှိမှာပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒီနေ့မှာဒါကျွန်တော်တို့အကယ်၍ဒါယူရိုပါလိကထွက်ခဲ့မယ်ဆိုရင်တော့ပရီးမီယာလိမှာလည်းဥရောပဝင်ငွေတက်ကရကြိုင်တော့ရဖို့ရရဖို့အတွက်ရကြိုင်တော့ကတော်တော်လေးနည်းတဲ့အတွက်ကြောင့်မလို့ တော်တော်လေးကိုဒါဒီနေ့ပွဲစဉ်လာပရီးမီးယားလိဂ်ကတကယ်တမ်းပြဿနာကြီးဘာမှသိပ်ပြီးစပါတင်အတွက်ယသမရှိတော့ဘူးပြောလို့ရတယ်ဒါလက်ရှိမှာဒါတန်ဆင်းဆောင်ကအသင်းနဲ့ပြန်တွက်ကြည့်မယ်ဆိုတော့တူတယ်16မှတ်လောက်กว่าနေပြီဖြစ်တဲ့အတွက်ကြောင့်မို့စပါအသင်းနဲ့အခုလက်ရှိမှာတန်ဆင်းဆောင်တို့ကလည်းမစိုးရရဘူးဒါပေမဲ့အပေါ်ကအသင်းနဲ့ပြန်ကြည့်မယ်လက်ရှိမှာစပါအသင်းနဲ့ရမှတ်33မှတ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒါအဆင့်၈နာကဒါကျွန်တော်တို့ညူကာဆယ်အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်လည်းဒါကျွန်တော်တို့အဆင့်7တော့တူတယ်အမှတ်အဖြစ်7တမှတ်တီတီလောက်กว่าနေတဲ့အနေထားကိုရောက်သွားခဲ့ပြီပြောချင်တာလက်ရှိမှာစပါအသင်းနဲ့အခုလက်ရှိမှာဒီနေ့ပွဲစဉ်ကိုနိုင်ခဲ့မယ်ဆိုရင်တော့မှဒါ ရမတ်အဖြစ်ဆိုတော့ရှစ်မတ်လောက်အပေါ်ကဒါယူရိုပါလိတို့ဥရောပအုပ်စုနဲ့ကြွားနိုင်တဲ့ကြွားနေတဲ့အတွက်ကြောင့်မဒါလစပါတင်နေတယ်။လက်ရှိမှာဒါကျွန်တော်ယူရိုပါလိဒါတခုခုမလုပ်ပြနိုင်ခဲ့ဘူးဆိုတော့ပရီးမီးယားလိမှာဘာမှလုပ်ပြဖို့အစီအစဉ်မရှိဘူးလို့ကျွန်တော်နည်းမြင်မိတယ်။အမှန်တမ်းပြောဒါကြောင့်မို့ကျွန်တော်ခုနပြောလိုပဲလက်ရှိမှာစပါတင်ကိုကျွန်တော်ပုတ်ပွက်လင်းလင်းနီးပြထွက်စေခြင်းနဲ့အကြောင်းအရာကဒီအားကြောင့်ပဲလို့ကျွန်တော်အနေနဲ့ပုံကူရမြင်မိတယ်တဲ့မှာပါတယ်။စပါတင်နဲ့ဒီကြားထဲမှာတော့ရှောက်ပြန်နိုင်ခဲ့တယ်ပရီးမီးယားလိမှာလက်ရှိမှာဒါစပါတင်နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါကျွန်တော်တို့ပရီးမီးယားလိမှာဘောနော်ဒါကျွန်တော်တို့၂ပွဲနိုင်ခဲ့တယ်။အိုဆို၃ပွဲနိုင်ခဲ့တယ်။ဒါ ကျွန်တော်နှစ်ပွဲရှုံးခဲ့တယ်ဒီသွားခဲ့တယ်စပါတင်တဲ့ဒီဘက်မှာဒါကျွန်တော်ဒီရပ်တဲ့ဘက်မှာဒါကျွန်တော်ပရီးမီးယားလိမနိုင်တဲ့ပွဲစဉ်တွေကိုနိုင်ခဲ့တယ်လို့ပဲဆိုရမယ်ဒါပရီးမီးယားလိမှာဒါကျွန်တော်တို့ဘရာဖိုကို2-0နဲ့နိုင်နေယူနိုက်တက်ကို1-0နဲ့နိုင်နေဒါကျွန်တော်တို့ဂျားတဲ့မှာ Iswich ကို4-2ဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်ခဲ့တယ်ပရီးမီးယားလိမှာဆိုတော့ record ရတော်တော်လေးကိုကောင်းခဲ့တဲ့ဒါခြေစွမ်းတစ်ခုပြတ်သွားခဲ့တယ်ဂျားတဲ့မှာဒါ CD အသင်းကိုဒါ1-0ဆိုတဲ့ရလနဲ့ရှုံးနေခဲ့တာလည်းလို့မဆိုးဘူးဒါပေမဲ့ဂျားရဲ့ထဲမှာဒါကျွန်တော်ကန်ခဲ့တဲ့ AC Okama နဲ့ပွဲစဉ်မှာ Spartan နဲ့1-0ဆိုတဲ့ရလနဲ့ရှုံးနေခဲ့ပြီးနောက်မှာပြည်သက်တွေနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာဒါ နီးပြကိုအသင်းကနေထွက်စီကျွန်တော်ပါဝင်ပေါ့နော်ကျွန်တော်နီးပြကိုအသင်းကထွက်စီအမလေးပြောမှာဆိုခုနပြောသေးပဲကျွန်တော်တို့နီးပြကိုအသင်းကနေထွက်စီခြင်းတဲ့အကြောင်းအရာကတစ်ခုပဲရှိတယ်ဒီနီးပြမှာ backup plan မရှိဘူးဒီနီးပြမှာဒါ plan B မရှိဘူးဒါသူ့ရဲ့ဒါ first plan ကမဆိုးမိုက်တယ်ခုနပြောသေးပဲသူ့ရဲ့ဒါကျွန်တော်တို့ပထမဆုံး plan မဆိုးဒါပေမဲ့ဒီပထမဆုံး plan မှာဒီကစားသမားတွေမ sort တက်ဘူးဆိုရင်တော့တွားပြီဒီအသင်းကဒါခုနပြောသေးပဲလက်ရှိမှာစပါအသင်းနဲ့အမြဲတမ်းလို့ဒီပြဿနာတက်တယ်ဒီနှစ်မှာဒါစပါအသင်းအသေးရဆုံးဗျာခုနပြောသေးပဲဂိုးပြက်ရှုံကျွန်တော်လက်ခံတယ်ခုနပြောသေးဂိုးပြက်ရှုံဒါပေမဲ့အသေးရစရာဂူးလိုက်နေတယ်ပြင်းတော့လက်ရှိမှာစပါအသင်းနဲ့1-0ဆို တဲ့ရှုံနေခဲ့တဲ့ပွဲစဉ်ကပွဲ20ရှော့ကျော်ခဲ့ပြီ။ဒါခုနကဂျားထဲမှာတကိုးကွာခြားချက်နဲ့ရှုံခဲ့တဲ့ပွဲစဉ်ကပွဲ20ကျော်ခဲ့တယ်။စပါးတဲ့ဒီနေ့ဒီဒီလာဖို့ဒီနေ့မှာကျွန်တော်တို့ပြောမယ်ဆိုရင်တော့ပွဲပုံပွဲပေါင်း40နဲ့50ကြာဆော့ခဲ့ခြင်းမှာပွဲရဲ့90နဲ့60ရာခိုင်နှုန်းကရှုံနေခဲ့တဲ့အနေထားမှာတိုတယ်အပြည့်ဒီရှုံခဲ့တဲ့ပွဲစဉ်ရဲ့ဒါတော်90ရာခိုင်နှုန်းက10ဆိုတဲ့ရလက်တာတကိုးဆိုတဲ့ရလက်နဲ့ deficit ရရှုံခဲ့တဲ့ ကျွန်တော်ဂျားထဲမှာဂိုးပြတ်ရှုံးနေခဲ့တာဆိုကျွန်တော်လစ်ဗာပူးအသင်းကိုပဲဒါကျွန်တော်အိမ်ဝဲအဝဲဝင်းဒါကျွန်တော်ရှုံးနေခဲ့တဲ့ပွဲစဉ်ကလေလို့ကျန်တဲ့ပွဲစဉ်တွေမှာစပါသေးရှုံးပြီဆိုရင်တကိုးအကွာနဲ့ပဲရှုံးခဲ့တာဖြစ်တယ်အဲ့တော့ပြောချင်တာကဗျာခုနကအဲ့တကိုးအကွာဆိုတာဗျာအမှန်တမ်းပြောပြန်လိုက်လို့ရတယ်ဥပမာလက်ရှိမှာ AC Okama နဲ့ပွဲစဉ်1-0ဆိုတဲ့ပွဲစဉ်ကတကိုးတော့တွင်းလိုက်ဗျာ1-1ပြန်ဖြတ်သွားပြီပြောချင်တာအဲ့ဒါပဲဥပမာ Chelsea နဲ့ပွဲစဉ်မှာဆိုတဲ့ဒါ4-3တဲ့ရှုံးခဲ့တယ်4-4ဆိုရင်တေးပြန်ဖြစ်ပြီဗျာအဲ့တော့ပြောချင်တာဗျာဒီပွဲစဉ်တွေမှာတေးသာရခဲ့မယ်ဆိုစပါသေးနဲ့လက်ရှိမှာဒါတော်တော်လေးကိုထူးထောင်ဖြစ်နေမှာအဲ့တော့ ပြဿနာကဗျာဟိုအသိကပဲကံမကောင်းတာလားဒီပြနေပဲကြီးမကြိုက်တာလားအများအများပြန်ပြီးကြအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ခြေစွမ်းပြန်ပြနေပြီလက်ရှိမှာပြန်ကောင်းနေပြီဖြစ်တဲ့ဒါကျွန်တော်ဘုံမောင်နေပြန်တွေ့ရမယ်ဘုံမောင်အသိကလက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါကျွန်တော်တို့လည်းရှုံးပွဲစတိုက်တွေ့ထားခဲ့တယ်နှစ်ပွဲရှုံးလာတယ်တစ်ပွဲသေရကြတာတယ်နှစ်ပွဲနိုင်ထားတယ်အဲ့တော့ပြောချင်တာစပါးအသိနဲ့ပြန်ကြည့်မယ်ဆိုတော့စပါးအသိကနှစ်ပွဲနိုင်ထားတယ်သုံးပွဲရှုံးထားခဲ့တယ်ဒါစီတီကိုရှုံးတယ် AC အောက်ကမာကိုရှုံးတယ်အက်စတိုမလာကိုရှုံးတယ်ဒါပေမဲ့ရစပါးအသိလက်ရှိမှာဒါကျွန်တော်တို့ပရီးမီးယားလိဂ်ပွဲစဉ်မှာရှုံးတဲ့ပွဲစဉ်က ီးရီးတပွဲပဲရှိချန်နယ်ပွဲဆိုမှာအက်ဆွန်ဖလာကိုရှုံးနေခဲ့တာက FA ဖလာဖြစ်ခဲ့တယ် AZ အော်ကမာကိုရှုံးနေခဲ့တာယူရိုပါလိဖြစ်တယ်ဇာတ်မှာဒါစီးရီးသတင်းကိုပဲဒါကျွန်တော်ပရီးမီယာလိမှာဇာတ်မှာရှုံးနေခဲ့တာဖြစ်တယ်ပရီးမီယာလိမှာဒါကျွန်တော်၃ပွဲဆက်နိုင်ခဲ့ပြီးစီးရီးကိုရှုံးနေခဲ့ပြီးနောက်ပွဲမှာဒါပြည်သက်တွေအနေနဲ့ ပြောခဲ့တာရှိခဲ့အဲ့တော့ဒီနေ့ပွဲစမှာသတင်းကောင်းကတေးကြတကူကတော့ဒါရိုမဲရူးနဲ့ဒါကျွန်တော်တို့မစ်ကီဗန်ဒါဗီနိုနှစ်ယောက်ကတော့ဒီနေ့ပွဲစမှာစတင်ပြီးတော့ပြန်လည်ပြီးတော့ပါဝင်လာဖြစ်ပါတယ်ဒေဂျန်ကူဗာစကီကလက်ရှိမှာစပါတင်နဲ့ဒါကျွန်တော်တို့ပြန်လည်ပြီး join နေမှာမဟုတ်ဘဲနဲ့ international break ပြီးမှသာစပါတင်နဲ့ပြန် join နေမယ်လို့ကြားသိရတယ်မှာပါတယ်ဆိုလန်ကီရဲ့ဒဏ်ရာကမပြင်းထန်ဘူးလို့ကြားသိရတယ်ဒါကြောင့်မဆိုလန်ကီနဲ့ဒီနေ့ပွဲစမှာအယံကူမာတော်မှပြန်ပါလာဖို့အတွက်ရာခိုင်နှုန်းများပါတယ်သူရဲ့အသင်းဟောင်းဖြစ်တဲ့ဒါအသင်းနဲ့တွေ့ဖို့အတွက်ရှိတယ်အဲ့တော့ဒီနေ့ပွဲစမှာဒါလက်ရှိမှာစပါတင်အတွက် ခုကောင်းတာတစ်ခုကဘာလဲဆိုတော့ ဘိုးမောင်အသင်းရဲ့ခံစစ်ပိုင်းမှာလိုအပ်ချက်တွေရှိလာခဲ့တယ်။ဘိုးအောင်မောင်အသင်းဒါအဓိကခံစစ်မှုနှစ်ဦးမှာဒါတယောက်ကဒါကျွန်တော်ပွဲပယ်ပြစ်ဒဏ်ခံရတယ်။တယောက်ကလက်ရှိမှာဒဏ်ရာရနေခဲ့တယ်။ဒါစနစ်စီကဒဏ်ရာရနေပြီးဒါကျွန်တော်စပန်းကြီးကတော့ဒါကျွန်တော်အနီကပ်ကြောင့်မလို့လွဲချော်ထားခဲ့ပြီးဖြစ်တယ်။အဲ့တော့လက်ရှိမှာပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်ရှေ့ပိုင်းသူတို့ရဲ့ရှေ့တန်းကတကယ်ကိုကြောက်ပွားနေ။ဘိုးမောင်ရဲ့လက်ရှိရှေ့တန်းမှာဒါကျွန်တော် Evanescence တယောက်ပြန်ပါလာခဲ့ပြီ။ဒါကျွန်တော် Justin Clive, Seminyo Odara မျက်နှုံးမြင့်ဖြစ်တဲ့ဒါကျွန်တော်တောင်ပန်ကစားသမားရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဒီနေ့ပွဲစဉ်မှာ Spartan ကအင်ငွေးဆိုတာနာမည်အရသာကြာက ောက်ပြီမယ်တကယ်တော့အင်ကွင်းဝေးကွင်းမှာစပါတင်အင်ကွင်းလည်းရှုံးတာပဲအဝေးကွင်းလည်းရှုံးတာပဲဒါနေရာစုံမရွေ့တာကျွန်တော်တို့တိုင်ပတ်နေတဲ့အသင်းသင်းအနေနဲ့အခုလက်ရှိမှာဒီနေ့ပွဲစဉ်အတွက်ဆိုရင်တော့စပါတင်ရဲ့ဒါကျွန်တော်နောက်တန်းတော့တော်တော်လေးကိုယဉ်လေးတယ်မီကီဗန်ဒါဘစ်ခရစ်ရှယ်ရူမေရိုတို့ပြန်လာမယ်ဆိုတာမှန်ပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်ဒက်စတနီဦးဒိုကီကိုကျွန်တော်မသုံးစေချင်ဘူးပက်ဒရိုပိုရိုဒါမှမဟုတ်ကျွန်တော်ပက်ဒရိုပိုရိုကျွန်တော်ဒီညမှာ right back မှာသုံးပြီး left back နေရာမှာ digest pass ကိုကျွန်တော်သုံးစေချင်တဲ့တမှာပါတယ်။ဘာကြောင့်ဒီလိုပြောလဲလက်ရှိမှာဒါခုနကပြောတဲ့ဖက်ကဒါဆမ်မီညိုတို့အိုတားတာလို့လို့ဒါကျွန်တော်တိုက်စစ်ကိုမျက်နှုံးမြင့်တာ တောင်မန်မြန်နှုံးမြစ်ကစားသမားတွေနဲ့အတူဒီနေ့ပွဲစဉ်မှာစပါးသင်းတော်တော်ကိုမချောင်မလဲဖြစ်လာနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အမှန်တမ်းပြောရမယ်ဆိုတော့ဟိုဘိုးမောက်တင်ကကန်ဆယ်ပိုင်းတော့အားနေတယ်ဒါပေမဲ့ခုနကပြောသော white sand ဆိုတဲ့ခြာတိကအခုလက်ရှိမှာတော်တော်လေးကိုကောင်းနေတယ်ဒါပေမဲ့တစ်ဖက်ကဒါကျွန်တော်တို့ hero osu ကဒါကျွန်တော် type အဲ့တော့ လက်ရှိမှာပြန်ကြည့်အောင်ဒါကျွန်တော်တို့ဘုံမောက်အသင်းနဲ့ဒါကျွန်တော်ခြုံထွက်ပြီးကောင်းနေတဲ့ကစားသမားတိတ်ပြီးမရှိတော့ပဲအသင်းလိုက်စုပွဲမှုကတော်တော်လေးကိုကောင်းတယ်ဒါကျွန်တော်ဝင်းဘတ်ဒီမှာဆိုကာရာကတ်စ်တို့ကုတ်တို့အုပ်စုတွေတောင်းမမှာဒါကျွန်တော်ဆမ်မီညိုတို့အိုတာရာတို့အုပ်စုတွေတိုက်စစ်မှာဒါကျွန်တော်အီဗန်နက်စန်တို့အုပ်စုတွေပြောတင်တာသူတို့အနေနဲ့ဒါဟာတယောက်ကဟုတ်နာပေါ်ကြတာဝူးတို့ဘာလို့လို့ဒါကျွန်တော်တို့တယောက်ကဆွတ်ဆက်ပြီးအုံတိုင်းအုံတိုင်းထွက်ပြီးကောင်းနေတာတော့မဟုတ်ဘူးတကယ်တမ်းပြန်စမ်းသပ်ကြည့်မယ်တော့အသင်းလုံးရတာကြည့်မယ်ဆိုရင်ရကြည့်လို့ရတယ်အသင်းတသင်းဖြစ်လာတယ်တော့မပါဘူးစပါးသင်းကလက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ပါစနယ်မြင်မှာဆိုရင်တော့တောက်တိုက်စစ်မှုအနေနဲ့အစ င်မပြေတော့နီးပြနေနဲ့ဖြုတ်ပြီးသုံးတင်မသုံးတင်တော့လို့မြင်နေဆိုဟောင်းမင်းကိုတိုက်စစ်မှုတာပြီး left wing မှာဒါကျွန်တော်တို့အူရိုဘက်ပဲထားထားမှလားကျွန်တော်တို့ဒါခုနကပြောလို့ပဲဘာလို့လဲ အဲတီမိုဝါနာပဲထားမှာဘလူဘက်ထရာအမှန်တမ်းပြောကျွန်တော်ဒတဲကြီးကိုစန်တာဖောပုံစံမျိုးထားတာကြီးကရေရှည်ရအလုံးမဖြစ်တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်နီးပြလည်းသိတယ်ပရိသတ်လည်းသိတယ်သူကိုယ်တိုင်သာမသိတော့ဒီနေ့ပွဲစဉ်ပြီးမှဆိုတော့ဒါတခုခုတော့ဖြစ်တော့မယ်လို့မြင်တယ်အဲ့တော့စပါးသင်းကတိုက်စစ်ဘက်မှာကလူဗက်စကီတယောက်ကလည်းလူပြန်စုံလာပြီလို့ပြောလိုက်ရယ်ဆိုလန်ကီတော်မှာဒီနေ့ပွဲစဉ်မှာအခက်မသိရင်ပြန်ပါလာဖို့တော့ရာဂိုင်းလို့များတယ်သူကြားသိရတယ်ဒီမှာပါပါအဲ့တော့ကန်ဆယ်ပိုင်းလေးလည်းလူပြန်စုံလာပြီကွင်းလယ်ပိုင်းလေးလည်းလူပြန်စုံလာပြီတိုက်စစ်ပိုင်းလေးလည်းလူပြန်စုံလာပြီဒါပေမဲ့ရှုံးဖို့ပဲကြံပါတော့တယ်အဲ့တော့ဘုံမောင်းတဲ့အတွေ့အမြင်ဒီမှာစပါးသင်းတော့တော်တော် ော်လေးကိုမလွှဲပါဘူး။တို့နောက်ပဲအိမ်ကွင်းဆိုတဲ့အာတာချက်ဆိုတဲ့စပါတင်မှာမရှိဘူး။အဲ့တော့အိမ်ကွင်းမှာလည်းရှုံးနေအဝေးကွင်းမှာလည်းရှုံးနေနေမရွေးပါဘူးစပါတင်ကနေရာတိုင်းမှာရှုံးပါတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါစပါတင်ရဲ့ဂိုဒမဗီကာရီယိုတရားအလုပ်အကြီးကျယ်များအောင်မယ်လို့မြင်တဲ့ရှေးနဲ့ပွဲစဉ် AC အော်ကမာနဲ့ပွဲစဉ်မှာလည်းဗီကာရီယိုကယ်လို့ဒါ1-0ဖြစ်သွားခဲ့တာဖြစ်တယ်။အဲ့တော့ ပြောနေတာတော့ရှင်းပါတယ်ဒီနေ့ပေါ်တဲ့ Spark တက်ကတော်တော်လေးကိုမလွယ်ဘူးဘုံမောင်းနိုင်ဖို့အတွက်ပဲရာခိုင်နှုန်းများတယ်လို့မြင်တယ်လို့ပြောရင်လည်းကျွန်တော်တော့တောက်ကွန်ပြပေါင်းဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တွေ DV4 တို့မှာချင်းနေစပေါင်းကိုကြည့်လို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0တို့နဲ့ DV4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့။ကောင်းမွန် ွန်တော်ဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တွေ့ကြတော့အားလုံးပဲကြွတူပါရဲ့မြန်မာကလစ်ပြကြအောင်ရမြန်မာကလစ်မှာအမြင်နာဖြစ်ပါတယ်တေးပါဗျာ